ချီးရှာပေးနေတဲ့ပြည်သားတို့မင်္ဂလာပါ2025အောက်တိုဘာလ16ရက်နေ့ဇာတာပတိနေ့တနည်းတာလက်နေရကမြောင်းရစန့်တီရရကမြောင်းရရံပေါ်ရရကတောင်ရဖြစ်ပါလေမူလစန့်ရှင်ဉာဏ်ကကမာကလက်ခတ်ဖြစ်တဲ့တနည်းကလေးကျုံကံရဒီမှတည်ရှိတယ်တနည်းလာကျူကကရကရာဒီမှတည်တယ်အင်္ဂါကျူတူရာဒီမှရှိပါတယ်ဘုသူကျူတူရာဒီမှရှိတယ် ကျန်သပရိကျူမေတုံရာဇီမှာတည်ရှိတယ်။တောက်ကြကျူကံရာဇီမှာတည်ရှိပြီးတော့စနေကျော်ကမေရာဇီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ရာဟုကျူကကောရာဇီမှာကိကျူကသင်ရာဇီမှာတည်တည်ရှိပါလေ။မေသာရာဇီဘွားတွေမှာအပြောင်းအလဲနဲ့တိုးတက်မှုရှိပေရိမှန်းချက်အောင်မြင်မဲ့ခီးကံကောင်းမဲ့အရဝေးမှာကောင်းသောတည်င်းစကားနဲ့တိုးတက်ခြင်းအကြောင်းအရာတွေကိုကြောင်းမဲ့။ပြိဿရာဇီဘွားတွေအတွက် ချိုးချတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ငွေချေးကံကောင်းမယ်ဘဝတိုးတက်မယ်ရည်မကြောက်မြင်လဲကံကြမ္မာချင်းနေမြင်မယ်မေတ္တာရာသီဘဝတွေမှာထူးထူးခြားခြားကောင်းခြင်းကံနဲ့ချိုးပြခြင်းကံတွေပေါ်ပေါက်တဲ့လူသမျှအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုရမယ်ကရကရာသီဘဝတွေမှာညာချင်ညာနဲ့မှာမတော်ဆတိကံယူဆရမယ်အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများနဲ့ပဋိပက္ခတွေဖြစ်မယ်ဇာတာပိသောက်ချစနေဝိသုတွေကောင်းကျိုးပေးမယ် တရားစီပါးတွေအတွက်ကထူးခြားတဲ့ကံကောင်းခြင်းနဲ့ဂျိုးပြခြင်းကံတွေပွင့်လာတယ်။တနည်းလာရင်ကနေဝိသုဒ္ဓီနဲ့ဖူးတွဲပြီးလုပ်တဲ့တို့ကဂျိုးပြမယ်။ကံရာစီပါးတွေမှာအထုတလည်းကောင်းခြင်းကံတွေဘဝတုတ်တဲ့ခြင်းကံတွေရှိတယ်။အင်္ဂါနေ့ဗုဒ္ဓနဲ့စနေနေ့ဝိသုဒ္ဓီကောင်းချုပ်ပေးနိုင်မယ်။တွေ့ရာစီပါးတွေမှာချက်ချင်းဆုံးဖြတ်ပြီးရှေတုတ်တော့ကံခြင်းတွေကံကြမ္မာဂျိုးပြမှုနဲ့တုတ်တဲ့မှုရရှိမယ်။နံပါတ်မှာအောက်ရပါလာမှာပါဠိများနဲ့ပဋိပက္ခပြတတ်တယ်။ တတိယလာနေဝိသူတရားကိုကိုကောင်းကျိုးပေးပြီးကျိုးရှိတဲ့အကြောင်းအရာကိုဖြစ်ထွန်းစေနိုင်မယ်။ဘိဇာယာဒီဘာဒီမှာအရာရာဆင်ပြေမယ်၊ဝေချေကံကောင်းမယ်၊ဘဝတိုးတက်မယ်။အာဟုဇခံကပါတဲ့သူတွေကြောင့်ပြဿနာတွေဖြစ်မယ်ပြီးရင်ဆင်ပြေသွားမယ်။ဓနုယာဒီဘာဒီအတွက်ရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ပေါ်ပေါက်တဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးတိုးတက်မယ်။တတိယလာဘုဒ္ဓဝိသူများနဲ့ပတ်သက်ပြီးကောင်းသောအကျိုးဆက်နဲ့တိုးတက်ဖို့ရ။မကာရယာဒီဘာဒီမှာ မိကောင်းစွင်ကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်အခဲမှန်သမျှကြော်ရပြီးဘဝရည်မှန်းချက်တွေကိုရအောင်ဖဏိနိုင်တဲ့ဒေသရှိတဲ့ခရီးကိစ္စအစဉ်ပြင်ပဲရဝိမကောင်းသောသတင်းစကားကိုကြုံမယ်။ကိုရာဒီဘဝတွေအတွက်ထူးတလည်ကောင်းသောနေသားနဲ့တိုးတက်တဲ့ကံပွင့်ပဲရည်မှန်းချက်မှန်သမျှအောင်မြင်ခြင်းကြိုးပမ်းခြင်းကိုကြုံမယ်။မေယာဒီဘဝတွေမှာမေတ္တာရည်ကံကောင်းမယ်မိကောင်းစွင်ကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှုတွေဆင့်ဆင့်ဖြစ်တည်မယ်။ အဖြစ်အောင်ဆေးရောင်မိခိုးရောင်တို့ကိုသုံးပါအင်္ဂအထက်ချိုးချင်းတကြလုံးပုံပြီးထွက်ကဒီနေ့တာကိစ္စများဆောင်ရွက်ပါတို့ကြကြအောင်မြင်ခြင်းကိုရပါမယ်ကျေးဇူးတင်ပါတယ်